မင်္ဂလာပါနော်လက်ဆောင်ရထားတဲ့စမားကြောင့်လေးတွေကိုတုတ်ပြပေးပါမယ်ရှင်လုံလေးလေးကြည့်လိုက်ကြရအောင်နော်အရင်ဆုံးစမားကြောင့်လေးကိုရေးစေးပြီးတော့ရေးစစ်ထားပေးပါမယ်ရှင်ပြီးရင်ဒေဝတလုံးထဲမှာစစ်တွန်ပြူငရုတ်သီးစိမ်းကိုလော်ထားပေးပါမယ်ရှင်လော်ဘီရေဥဆောင်ထဲမှာညနေအောင်ထောင်းထားပေးပါမယ်ရှင်။ ပြင်ဒီကိုတစ်လုံးထဲမှာစီထဲပါစီကူလာရင်သမားချောက်လေးလေးထည့်ကျော်ပေးပါနော်သမားချောက်ကစွလွယ်တဲ့အတွက်ခဏပဲကြော်ပါရနော်ဒီလိုဝါးဝါးလေးပြီးပြီဆိုရင်ရပါရနော်တစ်ဖက်ဝါးရင်တစ်ဖက်ကိုလာပေးပါနှစ်ဖက်စလုံးဝါးသွားပြီဆိုလို့ရှိရင်ရှာပါပြီနော်စလုံးတစ်လုံးထဲမှာဆဲထားပေးပါမယ်နော်ဒီတော့စိမ်းစားငပီကိုလည်းမိခင်ထားပေးပါမယ်ရှင်တက်တော်နီကိုလည်းပပလီထားပေးပါမယ်ရှင် ခရမ်းချစ်သည်အစိမ်းကိုလည်းပါပါလိထားပေးပါမယ်ရှင်ခရမ်းချစ်သည်အစိမ်းနဲ့ဆိုရင်တော့ပူစားကောင်းပါရဲ့နော်အစိမ်းမရှိဘူးဆိုလို့ရှိရင်လည်းခရမ်းချစ်သည်အပန်းနဲ့လည်းထုတ်စားလို့ရပါရဲ့နော်ညီမတော့ဒီအစိမ်းလေးနဲ့ချိန်လို့ပါရှင်ပြီးရင်နည်းနည်းအနေငယ်ကိုလည်းကကြီးနဲ့ညက်ထားပေးပါမယ်နော်အများကြီးတလုံးကိုလည်းထူထားပေးပါမယ်ရှင် ပြီးရင်ဆမားကြောင်လေးအေးသွားပြီဆိုလို့ရှိရင်သူ့ရဲ့အရာအတိုင်းဖဲ့ချွေထားပေးပါမယ်နော်။ပြီးရင်အနေတော်လေးတွေပြန်ဖဲ့ထားပေးပါမယ်ရှင်။ပြပြရနဲ့စားတော့ပါမယ်နော် ဆက်သွင်းပါပါလီတာလာကိုထည့်ပါမယ်။ခရင်ချီသီးပါပါလီတာလာကိုထည့်ပါမယ်။နက်နက်မင်းထည့်ပါမယ်။ပြီးတော့ထောင်းထားတဲ့ငွေပြီးပြီးထည့်ပါမယ်နော်။ပြီးတော့သမယာသီးညှစ်ထည့်ပေးပါမယ်ရှင်။သမ ्या သည်တလုံးလုံးညှစ်ထည့်ပေးပါရနော် ပဲစီသစုံထည့်ပေးပါရရှင်။ဒီအချုံမုံအနေငယ်ငက်ပြီးဖုန်ထားတာထည့်ပြီးတော့အကောင်လုံးတမအောင်နေပေးလိုက်ပါရှင်။စမကြောက်ကကြွတ်ကြွတ်ကလေးနဲ့ချင်းချင်းငယ်ငယ်ဆွတ်ဆွတ်ကလေးအရန်စလို့ကောင်းတော့ပါရှင်။ထမင်းနဲ့ပဲဆဆဒီတိုင်းပဲဆဆအမီးလေးပဲလုဆဆအရန်စလို့ကောင်းတော့ပါရှင်။တောက်စားကြည့်ကြပါနော်။ ပြီးရှုပေးတဲ့တဝူတယောက်ချက်စီကိုကျေးဇူးများတင်ပါတယ်ရှင်။မင်္ဂလာရှိသောနေ့လေးဖြစ်ပါစေနော်။